်ပဲရွာတဲ့ဥဒါအရင်ပြေးဝင်လာပါတော့ရဲ့ဆိုကကလေးတွေကိုဥဆော့သွားတဲ့ကန်းချီဘက်ကိုမိတာတော့မှပြန်မပြောနိုင်ပဲကလေးတွေကတော့ကိစ္စရေးတစ်ခုခုဖြစ်တော့မယ်သူတို့ဥဆော့ပင်တယ်တမယအဖွဲ့ကြီးဝင်ပါရတော့မယ်လို့ပြောနေခဲ့ပါရဲ့ဥဆော့ဟာရွာထဲရောက်တဲ့အခါမှာတော့မနှက်ပြန်မနှက်ပင်တယ်တမယကြီးလာတိုက်ခိုက်ကြအောင်ပါမလို့အားလုံးထွက်ပြေးဖို့တကယ်လိုက်ပြောနေခဲ့ပေမဲ့ရွာသားတွေကတော့ထပ်ပြီးလိန်ပြောနေရလို့ထင်နေခဲ့ပါရဲ့ကလဟာကျိုးလို့ရိုးသားမယ်ဆိုရင်ရုံမယ်လို့ပြောလိုက်တဲ့အချိန်မှာပဲ ။ဥစော့တယောက်ကတော့ကလန်အကျိုးပြောခဲ့တဲ့စကားကိုပြန်တွေးမိသွားပါရဲ့။ဥစော့ဘာလို့လို့အရေးမကြီးဘူး။ရွာကလူတွေကဘသူမှသူ့ကိုရှုံချမှာမဟုတ်ဘူး။မနဲ့ပြန်မနဲ့ရွာကိုတိုက်ခိုက်မယ်။ကလန်ကျော်ရဲ့စီစဉ်တွေကိုဥစော့ကတားနိုင်မှာမဟုတ်ဘူးဆိုတဲ့စကားတွေပါ။အားလုံးကဥစောကိုအဖက်မလုပ်တာကိုကလန်ဒေါ်ကတိနေခဲ့လို့သူ့ကိုဒီလိုပြောခဲ့ရဆိုပြီးသူ့ကိုသူမခံမရနိုင်ဖြစ်နေခဲ့ပါရဲ့ခါရာဟာဒီမျက်မှန်လေးကိုမနှက်ပြန်ကလန်ဒေါ်ဒီရင်ကိုရောက်လာတာ၃နှစ်ပြည့်တဲ့နေ့ဖြစ်လို့ခြေစူးတုံ့ပြန်တဲ့အနေနဲ့ပေးချင်တယ်လို့ပြောနေခဲ့ပါရဲ့ တစ်ဖက်မှာလည်းရွာသားတွေကဥဆော့ဘလို့ပြောမယုံကြည်ကြပဲဥဆော့ကအမြဲလိန်ပြောနေတဲ့တူမလို့ဥဆော့ကိုပဲအပြစ်ပေးဖို့လိုက်ဖမ်းနေကြပါရဲ့ဒီလိုနဲ့ကလေးတွေကလည်းဇိုယိုတို့ကိုသူတို့ကပတိန်တွားနေကြနေရာကိုခေါ်လာပြီးနာမီကလည်းကမ်းမပေါ်ကနေလူဗီကိုတွေးလိုက်ရပါရဲ့ကမ်းမမြင်ရနေပြုတ်ကြပြီးတေသွားပြီလားလို့နာမီကပြောနေခဲ့ပါရဲ့တကယ်တော့လူဗီကစိတ်ညစ်ခံလိုက်ရပြီးတော့ခဏတာအိပ်ပျော်နေခဲ့တာပါဒီလိုနဲ့ဘာလို့မှမသိတဲ့ဥဆော့ပလဲနောက်ဆုံးတော့ကာဗာစီယိုသာတွားခဲ့ပြီးအဖြစ်မှန်တွေကိုပြောပြခဲ့ပါရဲ့ ခါကကိုတန်ရပါလုံးဝမယုံမကြည်နိုင်ဖြစ်နေပြီးဥဆော့ကိုလိန်နေရလို့ထင်နေရကြောင်းဥဆော့လည်းအတော်ခံစားသွားခဲ့ရပါတယ်။တစ်ဖက်မှာလည်းဇူဗီကဇိုတို့ကလန်ဂျောရဲ့အဖြစ်မှန်အားလုံးကိုပြောပြလိုက်ပါတယ်။ကလေးတွေကလည်းသူတို့ကပတိန်ရွာရဲကိုပြီးသွားတာဟာတွားအတိပေးရဖြစ်ရမယ်လို့ဆိုပါတယ်။နာမီကလည်းအခုချိန်တော့ဆိုရွာရဲရဲ့လူတွေကဒီကြောင်းနေတိပြီးတော့ထွက်ပြေးဖို့ပြင်ဆင်နေကြလောက်ပြီးလို့ပြောလိုက်ပါတယ်။ကလေးတွေကလည်းသူတို့ပစ္စည်းတွေစုပြီးတော့အ мян ထွက်ပြေးရမယ်ဆိုပြီးတော့ပြေးပါတော့ရဲ့။ ခါရာဟာဥဆော့နဲ့အရင်ကပြောခဲ့တဲ့အကြောင်းလေးကိုပြန်တွေးတော့ရင်ဥဆော့ပြည့်အလိန်ပြောတာလေးတွေကိုပဲအရန်သဘောကျနေခဲ့တာပါဒါမဲ့အခုကိစ္စကတော့ဥဆော့ဟာကလာဒိုကို6တက်တက်တွန်းလာလို့ခါရာက